အားလုံးပဲမင်္ဂလာပါမေနဲ့ဒီတာ page ကမေပါရှင်မေဒီနေ့ပြပြပေးချင်တာကတော့ဗောနော်ဂျပန် interview ဖြေတဲ့အချိန်မှာဗောနော်ဂျီကိုရှော့ကိုင်နဲ့မှာထည့်ပြောရတဲ့အလုံးအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့ဒီမှာတတိထားမဲ့အချက်ကလေးတစ်ချက်ကိုမေဒီနေ့ပြပြပေးချင်လို့ပါတချို့တွေဂျီကိုရှော့ကိုင်ရေးတဲ့အချိန်မှာဗောနော်လုပ်ငန်းအတွေ့အကြုံထည့်မရေးတဲ့သူမျိုးတွေမေတွေ့မိတယ်ဗောနော်တကယ်တမ်းဆိုရင်လုပ်ငန်းအတွေ့အကြုံကတစ်ခုလောက်ဖြစ်ဖြစ်ဒါထည့်ရေးတင်ပါတယ်เนาะအဲ့ဒါအရင်အရေးကြီးပါတယ်အဲ့ဒါလေးတစ်ခုကိုမေအရင်ဆုံးပြောချင်ပါတယ် ဒီလုပ်ငန်းအတွေ့အကြုံနဲ့ပတ်သက်ပြီးထည့်ရတဲ့အခါမှာလဲပေါ့နော်ကိုအင်တာဗျူးဝင်ဖြေမဲ့ပေါ့ဒီလုပ်ငန်းနဲ့ဓာတ်ရိုက်သက်ဆိုင်တဲ့လုပ်ငန်းအတွေ့အကြုံမျိုးရှိတဲ့သူတွေပေါ့နော်အဲ့လိုမျိုးထည့်ရမဲ့သူတွေထည့်ပြောမဲ့လူတွေဆိုလို့ရှင်ဓာတ်ရိုက်လုပ်ငန်းအတွေ့အကြုံရှိတဲ့သူဆိုတာပေါ့နော်ဥပမာခိုင်ကော်နဲ့အင်တာဗျူးဝင်ဖြေမှာပေါ့နော်ကိုကိုရန်ကလည်းခိုင်ကော် ဒီဘိုးဘွားဆောက်ရှောက်လုပ်ဖို့ရဲ့အတွေ့အကြုံမျိုးရှိတယ်ပေါ့နော်အဲ့ဒီဟာကိုထည့်ရေးမဲ့သူတွေထည့်ပြောမဲ့သူတွေဥပမာစားတောက်ဆိုင်တဲ့ interview ဝင်ပြေမှာကိုကိုယ်တိုင်ကစားတောက်ဆိုင်အတွေ့အကြုံရှိဘူးတဲ့ရှိဘူးခဲ့တယ်ပေါ့နော်ရှိဘူးခဲ့တဲ့အတွက်ကိုစားတောက်ဆိုင်အတွေ့အကြုံရှိပါတယ်ဆိုပြီးထည့်ရေးမဲ့လူတွေထည့်ပြောမဲ့သူတွေပေါ့နော်အဲ့လိုမျိုးဓာတ်ရိုက်အတွေ့အကြုံရှိတဲ့သူတွေအနေနဲ့ကကြတော့ဘောနော်အင်တာဗျူးအွန်လိုင်းနဲ့လို့ထင်ရပေမဲ့လို့ follow up question တွေနောက်ပိုင်းမှာထပ်ပြီးတော့လာနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကို follow up question တွေဖြေနိုင်မှုအတွက်ကိုလည်းကိုကကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် follow up question ဆိုတာပေါ့နော်ကိုအလုပ်အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့မေးလာနိုင်တဲ့မေးခွန်းတွေပေါ့နော်ဥပမာကိုကစားတောက်ဆိုင်အတွေ့အကြုံရှိခဲ့ဘူးတယ်ဝင်ပြင်မဲ့ interview ကလည်းစားတောက်ဆိုင်နဲ့ပတ်သက်တဲ့ interview မျိုးဆိုလို့ရှင်ပေါ့နော်ဥပမာမင်းတို့စားတောက်ဆိုင်မှာဟိုတနေ့တာဘာတွေလောက်ရလဲပေါ့ ပြီးလို့ရှင်စားတောက်ဆိုင်တစ်ခုနဲ့ပတ်သက်ပြီးတော့အရေးကြီးဆုံးကဘာလဲဆိုတာမျိုးပေါ့เนาะအဲ့လိုမျိုးတွေမေးလာနိုင်တယ်။နောက်ပြီးတော့ခိုင်းခေါ်အလုံးနဲ့ဝင်ပြေမယ်ပေါ့เนาะကိုကဘူဝဆောင်ဆောင်နဲ့ပတ်သက်ပြီးဂီဟာဖြစ်ဖြစ်စေယုံဖြစ်ဖြစ်ပေါ့เนาะအတွေ့အကြုံရှိခဲ့ဘူးတယ်ကိုကဒီအင်တာဗျူးကိုလည်းဘူဝဆောင်ဆောင်ရဲ့အလုံးကိုဝင်ပြေမယ်ဆိုလို့ရှင်ပေါ့เนาะနင်တို့ဘူဝဆောင်ဆောင်ရဲ့နင်လုတ်ခဲ့ဘူးတဲ့အလုံးမှာပေါ့เนาะတနေ့ဒါဘလိုတွေလုတ်ခဲ့ရလဲဆိုတာမျိုးတွေပြီးလို့ရှင်ဒီ အဖိုးဖွားတွေကိုထမင်းကျွေးတဲ့အခါပေါ့နော်ထမင်းကျွေးတဲ့အခါမှာဆိုလို့ရှိရင်တခုခုဖြစ်ခဲ့တယ်ဥပမာအဖိုးဖွားတွေတွေကတည်းတခုခုတီးခဲ့တာပေါ့နော်ထမင်းနဲ့ပတ်သက်ပြီးတီးခဲ့တာမျိုးရှိခဲ့တယ်ဆိုရင်ဘာလောက်တင်လဲဆိုတာမျိုးတွေပေါ့နော်နင့်အလုပ်မှာနင့်ဘယ်လိုလုပ်ခဲ့လဲဆိုတာမျိုးတွေပေါ့နော်အဲ့လိုမျိုးမေးခွန်းတွေကမေးလာနိုင်ပါတယ် အဲ့လိုမျိုးမေးခွန်းနေမေးခဲ့တယ်ဆိုလို့ရှင်ပေါ့နော်ကိုကကိုလုပ်ငန်းမှာလုပ်ခဲ့ရတဲ့အတွေ့အကြုံကိုပေါ့နော်ဂျပန်လိုမဟုတ်ရင်တော့မှပဲမြန်မာလိုကိုချောချောမွေ့မွေ့နဲ့ပြောနိုင်အောင်လို့ကြိုတင်ပြင်ဆင်သွားတင်ပါတယ်ပေါ့နော်ကြိုတင်စဉ်းစားသွားတင်ပါတယ်အဲ့တော့အဲ့လိုမျိုးမေးခွန်းနေမေးလာတဲ့အချိန်မှာပေါ့နော်ကိုကစဉ်းစားနေမယ်တွေးဝေနေမ ်မပြေတတ်တော့ဘူးဆိုလို့ရှင်ပေါ့နော်သူတို့အနေနဲ့ကိုကကိုလောက်ခဲ့တဲ့အလုတ်အတွေ့အကြုံမှာပေါ့နော်စိတ်ပါဝင်စားမှုမရှိခဲ့ဘူးကို့အလုတ်ကိုတည်တည်ချာချာမလုတ်ခဲ့ဘူးလို့ထင်သွားနိုင်တယ်ပေါ့နော်အဲ့တော့အလုတ်အတွေ့အကြုံရှိလို့အင်တာဗျူးအွန်လိုင်းချင်းများတယ်ဆိုတာကနေပေါ့နော်ကြားခုဖြစ်ပြီးတော့ဖြောင်းမြန်ဖြစ်ပြီးတော့အင်တာဗျူးကြာသွားနိုင်ပါတယ်အဲ့တော့ကိုအင်တာဗျူးဖြေမဲ့အလုတ်နဲ့ ဒိုင်းရိုက်သက်ဆိုင်တဲ့အလုပ်အတွေ့အကြုံမျိုးရှိရသူဆိုလို့ရှင်ပေါ့နော်ဂျပန်လိုမဟုတ်ဘူးဆိုရင်တော့မြန်မာလိုကိုပေါ့နော်မေးနိုင်တဲ့မေးခွန်းတွေ follow up question တွေကိုကြိုတင်ပြင်ဆင်ထားတင်ပါတယ်ကျေးဇူးတင်ပါတယ်မေးနဲ့ data page ကမေးပါရှင့်